ေးနိုင်ပါတယ်နေမရှိသေးမင်းပြီးတော့မိတ်ဆွေကြီးဒီစားလိုက်ရတယ်ပါတယ်ဟုတ်တယ်မမအဲ့လိုမျိုးလေးပေါ့နော်အရန်ချီနူးတယ်အဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုအရန်ကိုဝမ်းသာတယ်မိုင်လေးကိုတိုင်းလဲအဲ့လိုမျိုးတော့ surprise လေးလုပ်ရတာလေးကိုဟိုကိုကိုနိုင်ကမသိတဲ့ချိန်လေးမှာအဲ့လိုမျိုးပေါ့နော်လုပ်တယ်အမြဲတမ်းပေါ့နော်အဲ့လို ီတိုင်းမဲ့မသိကြအောင်လေးစောင်းနိုင်မသိကြအောင်စောင်းပြီးဘွားကနေလှုပ်လိုက်ရတာလေးကိုပို့ပြီးတော့သဘောကျတယ်မမရေစားရတာလားစိတ်ချမ်းသာတယ်ပေါ့မမရေသူများပြောသွားရင်ကိုလည်းပြောသလိုပဲရဲစိတ်ချမ်းသာတယ်မမဖရိုက်လောက်တာတော့စပရိုက်ကတော့ဟုတ်ကဲ့မမလောက်တာတော့အရင်တော့ကတော့စပရိုက်လောက်တာခံရဘူးလားဆိုတော့ဟိတ်မခံရဘူးမမရဲ့ မခံရဘူးရှက်တိနေတယ်ကိုမျိုးကျော်လည်း spray လောက်တာတိတ်ဝါဒနာမပါဘူးဆိုတော့သူလည်းကိုကိုပဲလောက်တယ် အဆရာနဲ့ကြဟိုးငငယ်လေးတွေကပေါ့နော်အုပ်လေးနဲ့ကြတော့ငငယ်လေးတွေကကိုရီးယားမောင်နှမလိုဖြစ်နေတော့အကူကရင်းနှီးတာပေါ့နော်ရင်းနှီးတော့အကူကကြမွေးနေ့ပွဲလေးကိုလာရောက်ပြီးတော့ပေါ့နော်နောက်ပြီးအုပ်လေးကလည်းဖိတ်ကြားရတဲ့အတွက်ပေါ့နော်အဲလာရောက်တက်ပြီးတော့ surprise လေးပေါ့နော်အကူကတော့ပြောလိုက်မယ်ဒီဟို birthday ပွဲပြီးတော့မှပဲဒီဟာလေးကဟိုဒီသတင်းလေးကတက်လာမှဆိုတော့လေအာအုပ်အုပ်လေးကသူ့ရဲ့ပေါ့နော်သူ့ကောင်းမလေးအတွက်ပေါ့ခေအတွက်ကိုဟို surprise အနေနဲ့ပေါ့နော်သချင်းလေးတစ်ပုဒ်စိုးပေးပါလို့ပြောတဲ့အတွက်ပေါ့နော်အချစ်သချင်းလေးပဲမမ ာ surprise လာဆိုမှာဂျာမတ်ဘာတချင်းလေးလဲဆိုချင်မှာဘာမုတ်ကြွေးမှာလဲပြပြပြရမယ်ဆိုမုတ်ကြွေးရမယ်အဲနောက်တော့မမ happy ending တချင်းလေး happy ending အဲအဲ့ဒါလေးတချင်းလေးအတော့အချစ်အချင်းလေးပေါ့နော် အချစ်တဲ့ချင်းလေးသူကကြတော့အမ်ဗာလဲအချင်းစာသားတော်မှာမိသွားပြီဗာလဲ အဲတိတ်ဆဲလို့ထားတဲ့ရင်ခုန်တန်းนี่ဘသူသီးလဲအဲပြီးလို့ရှင်သူမရှိလို့ရှင်ပေါ့နော်သေနိုင်ပါတယ်နေမရှိပဲအဲ့အချင်းလေးဆိုဒီတချင်းလေးရပေါ့နော်အုပ်လေးတို့နဲ့လဲတိုက်ဆိုင်နေတဲ့အဲ surprise လုပ်တဲ့အချိန်ကြလို့ရှင်နဲ့အခုကတော့ပြီးွားတော့မှပဲတင်ပါဆိုတော့အဲ surprise လေးပေါ့မထင်မှတ်ထားတဲ့အချိန်မှာအဲ့ဒါလေးနဲ့ထွက်ပြီးတော့သူ့ကောက်မလေးကိုအဲပန်းစီလေးပေးခြင်းနဲ့ပေါ့နော်ဟုတ်အဲ့လိုမျိုး ဝမ်းသာတယ်ဟုတ်တယ်မမအဲ့လိုမျိုးလေးပေါ့နော်အရန်ချီနူးတယ်အဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုအရန်ကိုဝမ်းသာတယ်မိုင်လေးကိုတိုင်းလဲအဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုဟိုကိုကိုနိုင်ကမသိတဲ့ချိန်လေးမှာအဲ့လိုမျိုးပေါ့နော်လုပ်တယ်အမြဲတမ်းပေါ့နော်အဲ့လိုဒီတိုင်းမှာမသိကြအောင်လေးစောင့်နေမသိကြအောင်စောင့်ပြီးဘွားကနေလှုပ်လိုက်ရတာလေးကိုပို့ပြီးတော့သဘောကျတယ်မမကြီးခုတပားစိတ်ချမ်းသာရင်ကိုလည်းပျော်တာပေါ့နော်ချစ်မနော် surprise လောက်တာတော့ surprise ကတော့ဟုတ်ကဲ့မမ လောက်တာတော့အရင်တုန်းကတော့ surprise လောက်တာခံရဘူးလားဆိုတော့သိမခံရဘူးမမရဲ့သိမခံရဘူးချက်သိနေတာကိုမျိုးကျော်လည်း surprise လောက်တာသိဝါဒနာမပါဘူးဆိုတော့သူလည်းကိုကိုပဲလောက်တယ်ဘာပဲမမရဲ့သိမမှတ်မိတော့ပါဘူးလို့ပဲလောက်ခဲ့ပါတယ်စားရတာလားစိတ်ချမ်းသာတယ်ပေါ့မမရဲ့သူများပြောသွားရင်ကိုလည်းပြောသလိုပဲရဲစိတ်ချမ်းသာတယ်မမဟုတ်လားမမအော် ဟုတ်ကဲ့ပါမမပြောသူလိုပဲတပောက်ပါစေအဲဒီသချင်းလေးကိုခန်းစားရတာကြောင့်အချစ်သချင်းလေးဖြစ်တယ်ပေါ့နော်အချစ်သချင်းလေးဖြစ်တဲ့အတွက်လူတိုင်းရဲ့ရင်ထဲမှာအချစ်တွေရှိကြမှာပဲလေမမဆိုလည်းရှိမယ်ကိုချစ်တဲ့လူဆိုတာရှိကြမယ်ဒီအချစ်ကလေးကိုအချစ်သချင်းလေးကိုအခုလိုမျိုးစိုးခွေးရလိုက်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးလူများအနေနဲ့စိတ်ချမ်းသာသွားတဲ့အတွက်ကိုလည်းအရန်ကို ပျော်ပါတယ်။ဒါပြီးပီတိဖြစ်ပြီးရေပေါ့နော်။ဟုတ်ကဲ့။အခုကကြတော့ပေါ့နော်ဒီအုပ်အုပ်ရဲ့မွေးနေ့ပွဲကိုလာရောက်ပြီးရောပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအဲလာရောက်တက်ဖြစ်တယ်မေမေနဲ့ရောပေါ့နော်။ကိုလေးရဲ့ဒီဟိုကိုမောင်လေးရပေါ့နော်အခုဆိုလို့ရှိရင်တကယ်ဟိုပေါ့နော်အောင်မြင်ကြော်ကြားနေပြီ။အောင်မြင်ကြော်ကြားနေတဲ့အတွက်လည်းသူ့ကိုစားလည်းဂုဏ်ယူတယ်။နောက်ပြီးရောအခုဆိုလို့ရှိရင်လည်း16နှစ်ပြည့်သွားပြီပေါ့16နှစ်ပြည့်မှဒီနောက်နှစ်ပေါင်းများစွာအများကြီးပေါ့နော်ခဏရသားသမီးတွေရောနောက်ပြီးရောကိုချစ်ရတဲ့လူတွေရောအများကြီးပေါ့နော်အကျိုးပြုနိုင်ပါစေ။နောက်ပြီးရောပေါ့နော်ဒီထက်မှက အဲတာတနာကြီးလည်းပြုနိုင်ပါစေလို့ဆုတောင်းပေးပါရယ်ဆိုင်ကြတော့လည်းမမရဲ့ဒါကြော်လွန်လာခဲ့ပြီလေ session နဲ့ဆိုတော့လည်းကြာလာပြီဆိုတော့ကိုငငယ်တော့အချိန်လေးတော့ပြန်ပြီးတန်တက်အောင်မေးတာပေါ့နော်ကိုတချင်းစားဆိုခါစားပေါ့နော်အဲ့ဒီတော့အချိန်လေးတော့ပြန်လွှမ်းပြီးတာပေါ့မမနော်အမေများနေအမေများနေရတော့မမရဲ့ဘယ်လိုပြောရမလဲတင်းရတိုင်းရတော့အမေများနေလို့ပါပဲမမေနဲ့ကသားမိတယ်ဆိုတာလို့ပဲတစ်ခါတလေစိတ်ကောင်းပဲတစ်ခါတလေချစ်မယ်တစ်ခါတလေကြောက်လို့ဆက်လက်ပျော်ရွှင်ရမယ် ဒါပေမဲ့ကိုစိတ်ကောက်တာနည်းပါတယ်အမေစိတ်ကောက်တာတော့ပိုများတာပေါ့နော်အဲ့လိုပဲကိုပဲစောက်ခေါ်ရတယ်ရဲတယ်မေ့ကိုကြတော့လေတစ်ဖို့ရန်ကောက်တယ်မမြင်စိတ်ကောက်တာသူကတခုခုလို့မကြရင်စိတ်ကောက်ပြီးငငယ်တော့ကအရင်တော့အဲ့လောက်စိတ်မကောက်ဘူးအခုမှသာပို့ပြီးတော့ပေါ့နော်မမေကအသက်ကလေးနောက်ပိုင်းပေါ့နော်ကြီးလာတဲ့ခါကျတော့မမေကနည်းနည်းဘယ်လိုပြောရမလဲအခလေးလေးတော့ပြန်တော့မဖြစ်သေးဘူးအကုန်လုံးဥဆောင်နိုင်တယ်အကုန်လုံးသူပဲဥစည်းတယ်အကုန်လုံးပေါ့နော်မမေနဲ့တိုင်မယ်လို့ရတယ်ဒါပေမဲ့ဟိုမမေကပေါ့နော်ခလေးလေးလိုမျိုးလေးပေါ့နော် အဲကိုကိုကိုစိတ်ကလေးတော့ပေါ့နော်စိတ်ကလေးတော့အရင်ချက်ဖို့ကောင်းတယ်မမရဲ့အဲ့ဒါလည်းမသေးချာသေးပါဘူးကံပါရင်တော့ရမယ်မမရဲ့ကံမပါလို့ရှင်တော့လည်းမရဘူးပေါ့ကံမပါတော့လည်းဒီလိုက်မဲ့အဲကိုစနီးမောင်နှံပေါ့လင်မယားနေရပေါ့တော့အဲ့လိုအဲ့လိုပဲရှောက်ပြီးတော့ခရီးတွေထွက်မယ်နိုင်ငံသားတွေထွက်မယ်အဲဒီဘာပေါ့ဘယ်လိုပြောမလဲမြန်မာပြည်နဲ့ရှောက်သွားမယ်ပေါ့တချင်းတွေထွက်ဖို့ရှိရဲ့ချင်မတချင်းတွေကကြတော့အကမိုးတချင်းလေးထွက်ဖို့ရှိပါတယ်မိုးတချင်းလေးကြလို့ရှင်လဲအဲအားပေးကြပါအောင်လို့သူကမေလအကုံနာမေလကုံလောက်ကုံတော့မမထွက်ဖို့မှန်းထားတယ်ပေါ့နော် မိုးတခြင်းဆိုတော့နည်းနည်း तू က chorus လေးအကြောင်းမိုးဥကြခြင်းဆိုတော့ तू ကမိုးမမင်းစီတဲ့မိုးမမင်းစီဆိုတော့မိုးမိုးကနေပြီးတော့မင်းစီကိုပြောပေးပါပေါ့เนาะအဲ့လိုအကြောင်းအရာလေးကျေးဇူးအများကြီးတင်ပါတယ်မမတို့